affiliate marketing ကနေကျွန်တော်တို့ပထမဆုံးငွေသိန်းတရာရအောင်လုပ်နေပေါ့เนาะအဲ့ဒါလေးစားလိုက်ကြအောင်ပထမဆုံးချက်ကကျွန်တော် network ရှိရမယ်မိတ်ဆွေအပေါင်းအသင်းမရှိဘူးဆိုရင် affiliate ကလုံးဝလုပ်လို့မရအောင်အဲ့တော့ number 1က network ရှိရမယ်ပေါ့เนาะအဲ့ဒီမှာကျွန်တော်က3မိနစ်4မိနစ်လောက်နဲ့ပြောပြပေးမယ်ပြီးပြီဆိုရင်ဒီအချက်3ချက်လောက်ပဲလိုတယ်เนาะအခြားအချက်သေးသေးလေးရှိမယ် main point ကဒီ3ချက်ပဲအဲ့တော့ network ရှိရမယ်မိတ်ဆွေအပေါင်းအသင်းဒီအစ်စ်တွေရှိရမယ်မိစေအပေါင်းအစ်စ်မရှိဘူးဆိုရှားရမယ်အဲ့မှာကျွန်တော်ဘယ်လိုလဲဆိုတော့ ကိုကျော်စွာပေါ့နော်ကျော်စွာ vlogger ဆိုလူတော်တော်များများသိပါတယ်ကျွန်တော်ကျွန်တော်အတူနဲ့မိတ်ဆွေတူလည်းဖြစ်ပါတယ်ပေါ့နော်အဲအဲ့မှာကျွန်တော် affiliate ဆောက်လုပ်လို့ရပြီဘယ်လိုမျိုးလဲဆိုတော့ဒီလိုမျိုးပေါ့ကျွန်တော်ရဲ့အတန်းပေါ့နော်ကျွန်တော်ရဲ့ဖြစ်ဖြစ်စဉ်လေးနဲ့ကျွန်တော်ဒီတိန့်တရာရှာခဲ့တဲ့ဟာလေးကိုကျွန်တော်ဖြစ်စဉ်လေးနဲ့ရှင်းထိုးပြီးပြောပြပေးမယ်နော်အဲဒီမှာကြည့်ပါအညာမျိုးလေးကနေရန်ကုန်မြို့ကိုတက်လာတဲ့ဂျင်းဝမ်းဆက်နဲ့လူငယ်လေးတယောက်ဟာလမ်းဘေးပလက်ဖောင်းလေးမှာထိုင်နေငိမ့်နိုင်နေခဲ့ပါတယ် မိဘမဲ့တယောက်ဖြစ်တယ်အဲ့ဒီလူအဲ့အဲ့လောက်ပဲကြီးလိုက်ပေါ့နော်အပြောချင်တာတစ်ခုကဒီမှာ November 17ရက်2024တုန်းကအဲကျွန်တော်ရဲ့အတန်းကိုကျွန်တော်မိတ်ဆွေကိုကြော်စွာကိုကြော်စွာဆိုတာမသိတဲ့သူအဲမသိတဲ့လောက်ရှားတယ်ဗောနော်လူသိတော်တော်များတဲ့များတဲ့ပုံကိုတယောက်ဖြစ်တယ်သူကကျွန်တော်အတန်းလေးကိုသူက promote လုပ်ပေးတယ်ဗီဒီယိုလေးနဲ့ကြီးညာပေးတယ်ဗောနော်အဲသူလည်းစိတ်တမ်းကြတာဖြစ်တဲ့အတွက် recommend ပေးတဲ့သဘောလေးလည်းပါတယ်အဲ့တော့အဲ့လိုမျိုးကိုယ့်ရဲ့ product ကိုကြီးညာပေးမိတ်ဆွေတယောက်လိုတယ်ဗောနော်အဲ့ဒါ number 1အချက် အဲလူကြီးမင်းတို့အတန်းကြောကြပေးမယ်မိတ်ဆွေတယောက်လိုတယ်အဲ့ဒီဗီဒီယိုလေးသွားကြည့်လို့ရပါတယ်เนาะအာလူကြီးမင်းတို့ online shop လုပ်တယ်ဆိုလို့ရှိရင်လူကြီးမင်းရဲ့ product ကိုရောင်းချပေးမယ်မိတ်ဆွေတယောက်ကလိုတယ်အဲ့တော့ network ရှိရမယ်မရှိရင်ရှားရမယ် network ကနေရာတိုင်းမှာရှိတဲ့ခါကျအဆင်ပြေတယ်အရှိနေဆိုလဲရှိနေဆရာဝန်ဆိုလဲဆရာဝန်အဲ connect creator ဆိုလဲ connect creator businessman ဆိုလဲ businessman အနေပဲတီးတီးမှာကိုယ့်ရဲ့မိတ်ဆွေတွေရှိရဆိုရင်ကိုက အာလက်တန်ရှည်သွားတာပေါ့နော်အလုပ်လုပ်တဲ့အခါပို့ပြီးတော့ကိုယ့်ရဲ့ business ကပို့ပြီးထိရောက်ပါတယ်အတငယ်ချင်းဒါလေးလုပ်ပေးပါအောင်မိတ်ဆွေတို့အောင်လုပ်တဲ့နေရာလဲကျွန်တော်တို့ဗုဒ္ဓဘာသာမှာအကျွန်တော်မှတ်မိသလားပေါ့နော်မားရင်လဲမားပါလိမ့်မယ်အဲသုံးချက်ရှိပါတယ်ခမပထမဆုံးအချက်ကဘာလဲဆိုတော့တို့လိုအပ်တဲ့အခါအကူအညီပေးတာအဲလူတွေကတို့ကူညီတာကြိုက်တယ်တချို့လူတန်းစားကြတော့ကူညီတာမကြိုက်ဘူးဒုတိယလူမျိုးစားဘာကိုကြိုက်လဲဆိုတော့နှုတ်ချူတာကိုကြိုက်တယ်တတိယလူတန်းစားကြတော့သူ့ကိုကိုယ်နဲ့ဒန်းသူရည်သူဆက်ဆံတာကြိုက်တယ်ကိုကူဟန်ဘယ်ဖြစ်ဖြစ်နှိတ်ချပြီးဆက်ဆံတာကြိုက်တယ်နံပါတ်၄ခုမြောက်ကကြတော့ပတ်စံလို့လက်ဆောင်လို့ကြိုက်တယ် အဲအဲ့ဒီလေးချမ်းနဲ့ကျွန်တော်မိတ်ဆွေဖွဲ့လို့ရပါတယ်နော်ကိုကလည်းသူ့ဘောမိတ်ဆွေကောင်းဖြစ်မှသူကလည်းပြန်ကောင်းမှာပေါ့နော်အဲ့လိုနက်ဝတ်တစ်ခုရှိရမယ်နံပါတ်1ကရောင်းချမဲ့ product ရှိရမယ်နော်ရောင်းချမဲ့ product အဲလူကြီးမင်းတို့စီမှာအတန်းတော်၎င်းအဲဒါမှမဟုတ် online shop ဆိုလို့ရှိရင်လည်းအင်းကြီးအဝတ်အစားတွေအထည်တွေ brand တွေဆိုလည်း brand တော်၎င်းအဲ့ဒါရှိရမယ်အဲ့ဒါကြီးအဲ့ဒီသုံးခုချက်ရှိမှာအဲ့ဒါကြီးမရှိသေးဘူးဆိုရင်အတန်းဆိုလည်းအတန်းအရင်စတင်တိစားရမယ်မရှိသေးဘူးဆိုရင်ရှိအောင်လုပ်ရမယ်เนาะအဲ့ဒါမရှိဘူးဆိုတော့လုပ်လို့မရအောင်အဲ့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အတန်းလေးပေါ့နော်မမ900ကျော်ရှိပါတယ် အဲ့ဒါမှာအနုပညာရှင်မတ်နင်းတို့စာသဖြင့်အဲ content creator လေးကျွန်တော်စီမှာတက်ကြပါတယ်လူချမ်းမင်းသားဥက္ကဋ္ဌညလေးတီဟာအောင်တို့စာသဖြင့်လည်းသူတို့လည်းတက်ကြပါတယ်ဒီမှာဆိုလဲမန်ဘွားအာမန်ဘွားဖြစ်တယ်မန်ဘွား 5.6k subscriber ရှိတယ်ပညာဒါနအတန်းတခုလည်းရှိရှိတယ်ပေါ့နော်အဲအဲ့မှာဆိုရင်မန်ဘွား9600ကျော်ရှိတာပေါ့နော်အဲ့လိုအတန်းလေးရှိတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ အဲဟိုကိုယ့်ရဲ့အတန်းကိုကြီးညာပြီးမယ်ကိုယ့်ရဲ့ product ကိုကြီးညာပြီးမယ် network လည်းရှိပြီးအဲကိုယ်မှာရောင်းချပြီးမယ် product လည်းရှိပြီးဆိုရင်အဲ့ဒီနှစ်ခုပေါင်းစပ်မဲ့စနစ်တစ်ခုရှိရမယ်စနစ်တစ်ခုရှိရမယ်ကျွန်တော်ကြားအဲ့စနစ်ကိုဘယ်လိုလုပ်လိုက်လဲဆိုတော့ကျွန်တော် messenger လေးဖွင့်လိုက်ပါတယ်အတန်းတက်မဲ့သူတွေကိုကိုကျော်စွာကြီးကိုကျွန်တော်မိတ်ဆွေကိုကျွန်တော်ကြီးညာခိုင်းလိုက်ကြီးညာခိုင်းပါတယ်သူကအတန်းကြီးညာရတဲ့အခါကျရင်အတန်းဆက်သွယ်ဖို့အတွက် comment မှာ link တစ်ခုချထားပေးတယ် link ကတော့အဲသူ့အကောင့် link ပေါ့ဗျာအဲသူ့ ဒါမှမဟုတ်၃ယောက် group ပေါ့အဲ့လိုလေးလင်းချတာပြီးတဲ့ခါကဂျာမန်သူကအတန်းတက်တဲ့သူတွေအဲကျွန်တော်တင်တဲ့ကြီးကကျွန်တော် public မှာတင်ထားတဲ့အတိုင်း၄သိန်းချက်ဖြစ်ပါတယ်ကျွန်တော်အတန်းမှာဆိုရင် digital marketing ပါတယ် video editing ပါတယ်အဲ service class တွေပါတယ် Facebook service နဲ့ဝင်ငွေရှာတာပါနော် monetize YouTube monetize အတန်းလည်းပါတယ်အဲ့အတန်း၄တန်းလုံးတက်တက်လုံးစာစာမေးစာပြေ session တွေပါတယ် scholarship exam တွေပါတယ်အလုတ်ကင်ခွဲတဲ့ project စာမှုပွဲတွေပါတယ် zoom meeting တွေပါတယ်အဲ့ဒါအကုန်လုံးမှာ live data တက်လုံးစာ၄သိန်းချက်ပိုကောင်းတာကအလုတ်ကင်ခွဲတဲ့ project ပါတယ် စာမွေးအောင်လဲဆိုအလုပ်ပေးတဲ့ project လဲပါတယ်ပေါ့အလုပ်လဲပြန်ရတာပေါ့နော်အဲ့ဒါတွေရှိတယ်အဲအဲ့အတန်းကြီး၄သိန်းမှာကျွန်တော်ကကျွန်တော်မိတ်ဆွေကိုတနန်းသားတဦးခေါ်လာခေါ်လာတိုင်းကျွန်တော်က၃သိန်းချပေးပါတယ်အဲ့ဒါတော့စနစ်ပေါ့နော်အဲ့လိုမျိုးစနစ်လေးတခုရှိရပါပဲစနစ်ကတော့တတိယအချက်ပေါ့နော်အဲ့လိုစနစ်လေးရှိမှပဲကိုမိတ်ဆွေရလည်းကိုကိုကြီးညာပေးပါပါနော်အကျိုးတူပူပေါင်းတာပေါ့အဲအတန်းသားတယောက်တက်တယ်ဆိုကျွန်တော်ကသူ့ပါဆန်တခုပေးတာမျိုးအဲကျွန်တော်မိတ်ဆွေရဲ့ဗီဒီယိုကဆိုလို့ရှိရင်လည်းတော်တော် view များခဲ့ပါတယ်ပေါ့နော် ကိုဆွန်မင်းထရပ်စ်ဆိုတာကကျွန်တော်ကြော်ညာပေးစရာမလိုအောင် online IT လောကမှာထင်ရှားတဲ့သူတယောက်ဖြစ်ပါတယ်သူစီမမခိုင်နေဝေတို့မင်းသားကိုသူရီယာတို့ဆယ်လီမနှင်းတို့ပါအစမြန်မာနိုင်ငံကဒိတ်တိတ်ချင်းဆယ်လီကြီးတွေအမှုပညာရှင်တွေလုပ်ငန်းရှင်ကြီးတွေကအစသူစီမပိတ်စားဖက်တွေအကြတန်တန်းနေဘယ်လိုအဲ့လိုပုံစံမျိုးပေါ့နော်သူ့ဗီဒီယိုလည်းတော်တော်လေးပေါက်တယ် view တော်တော်များတာဖြစ်တဲ့အတွက်သူရောအကျိုးခံစားခွင့်တော်တော်ရရှိခဲ့ပြီးတော့ကျွန်တော်ဆိုလို့ရှင်လည်းအကျိုးခံစားခွင့်တော်တော်ရရှိခဲ့ပါတယ်အဲ့ဒီရရှိခဲ့တဲ့အတန်းသားတွေရဆိုလို့ရှင်လည်းကျွန်တော်အတန်းသားအစ်စ်တွေပြန်ညွှန်းပေးကြပါတယ် အဲ feedback ကောင်းတယ်အများစွာရရှိခဲ့ပါတယ်ပေါ့နော်အဲ့လိုမျိုးစနစ်လေးတခုလိုအပ်ပါတယ်အဲ့တော့အဲအဲ့လိုမျိုးစနစ်လေးရှိတယ် network လည်းရှိမယ်ရောင်းရတဲ့ product တွေလည်းရှိမယ်စနစ်လည်းရှိမယ်ဆိုလို့ရှိရင် ဲ့လိုမျိုးအတန်းသာအဲယာနဲ့ကြီးလူချင်းမျိုးစီမှာတက်ရောက်ကြမှာဖြစ်ပါတယ်ကျွန်တော်မှကြတော့အဲ့လိုမျိုး product ကောင်းကောင်းနေရှိတယ်ကျွန်တော်ကြတော့ content creator မဟုတ်ဘဲနဲ့ service နဲ့ IT ဘိုင်းမှာအဓိကသွားတဲ့သူတယောက်ဆိုတော့လေအားရကျွန်တော်ရဲ့ product ကျွန်တော်မှ product ရှိတယ်ကျွန်တော် product ရောင်းချပေးမယ်လူမျိုးလိုတာပေါ့နော်အဲ့တော့ရောင်းချပေးမယ်မိတ်ဆွေလည်းရှိမယ် product လည်းရှိမယ်စနစ်လည်းရှိမယ်ဆိုတော့အဲ့လိုပူးတွဲလုပ်ကိုင်ခြင်းအပြင်လူချင်းမျိုးဟာကျွန်တော်ပြောရတဲ့အတိုင်းဝင်ငွေတွေဟာမြောက်များစွာဒီထက်မကတော့တိန်းတရာမကရရှိမှာဖြစ်ပါတယ်နော်အဲ တော်မေးဆွေရဲ့ privacy ကိုလည်းကျွန်တော်ငဲခွက်ချင်အပြင်ကျွန်တော်အသေးစိတ်အဲထပ်ပြပြီလို့မရတော့တဲ့သဘောလေးဖြစ်ပါတယ်။အဲဒီလောက်ဆိုခံမှန်းမိမှဖြစ်ပါတယ်။ကျွန်တော်တို့အများကြီးရရှိနေတဲ့ဒီ affiliate marketing ကနေအများကြီးရရှိနေတဲ့ဆရာတွေလည်းရှိပါတယ်။ဒါတော့တို့ရဲ့ဝင်ငွေဘယ်လောက်ရရှိကြအောင် affiliate ကနေဘယ်လောက်တောင်ရရှိကြအောင်ပြောနေတယ်အဲနမယာအာ ကျွန်တော်ရဲ့အမြင်စရာတွေဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့လည်းကျွန်တော်ရဲ့မြင်စရာတွေကိုကာဗရပြုပါတယ်ခုနကဒေါက်တာဖြိုးပိုင်တို့ DBS မြန်မာကဆရာအောင်မွန်ချန်းတို့ဆိုရင် affiliate ကနေသူတို့ဘလောက်တောင်ရရှိကြအောင်သူတို့ရဲ့ဗီဒီယိုတွေမှာအတိအကျပြောထားတယ်ရှိပါတယ်ဒီလေးပါလဲဒီ channel တွေကို recommend ပေးပါတယ်ဗောနော်သွားကြည့်လို့ရပါတယ်ဒီစရာတွေတင်ထားတဲ့ affiliate marketing ကနေငွေငွေရှာတဲ့အလိုလျောက်ငွေငွေရှာနည်းတို့တခြားနည်းတွေလည်းအများကြီးတင်ထားပါတယ်အာဘလိုဘလို step by step နည်းတွေလည်းရှိပါတယ်ဗောနော် အာကျေးဇူးတင်ပါတယ်အဲဒီတက်ပုတ်ပြီးသိကျတဲ့အကြောင်းအရာရှိရင်ကောမန်မှာတောင်းဆိုသွားလို့ရပါတယ်ထပ်သိလိုရရှိရင်လည်းဆွေးနွေးသွားလို့ရပါတယ်အဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်